အီရန်ရဲ့နျူကလ িয়ার ဆွေးနွေးပွဲအသစ်တွေမကြခင်ပြုလုပ်နိုင်မယ်လို့မျှော်လင့်ကြောင်းအမေရိကန်နိုင်ငံကကြားသာရေးနေမှာပြောပါရယ်။ဒါပေမဲ့တမရထရန်ကတော့အီရန်ပေါ်ပိတ်ဆို့တန်ခတ်မှုတွေချမှတ်မယ်လို့ကြေပြုပြောကြားခဲ့ပြီးအီရန်ရေနံဒါမှမဟုတ်ရေနံဓာတ်ပစ္စည်းတွေကိုဘလောက်ပမာဏပင်ဖြစ်စေတကဘာလုံးကဝိုင်းဝန်းသပိတ်မှောက်ကြဖို့တောင်းဆိုနေပါတယ်။အခုသတင်းပတ်ကုံမှာရောမမြို့မှာကျင်းပဖို့စီစဉ်ထားတဲ့စတုတ္ထအကျော့ဆွေးနွေးပွဲမှာနှောင့်နှေးသွားခဲ့ရကြောင်းအီရန်ကပြောကြားပါရယ်။ ကာလာရှိကြရံဘတ်တွေကြားကြားဝင်ညှိနှိုင်းပေးနေတဲ့အိုမန်ကတော့အဲ့လိုနှောင့်နှေးသွားခဲ့ရခြင်းဟာထောက်ပံ့ပို့ဆောင်ရေးအကြောင်းတွေကြောင့်ဖြစ်တယ်လို့ပြောပါရယ်။ ဒါပေမဲ့နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူတင်မီဘရူးစ်ကတော့အစည်းအဝေးကျင်းပမဲ့နေ့ရက်နဲ့နေရာကိုဘယ်တော့မှသတ်မှတ်ထားတာမရှိခဲ့ကြောင်းဝါရှင်တန်မှာပြောပါရယ်။နောက်တစ်ကြော့ဆွေးနွေးပွဲတွေတိတ်မကြခင်ကျင်းပနိုင်လိမ့်မယ်လို့ကျမတို့မျှော်လင့်ပါတယ်လို့သူကသတင်းတောက်တွေကိုပြောခဲ့ပါရယ်။အရင်2018ခုနှစ်နျူကလ িয়ার စာချုပ်ကိုစုပ်ဖြဲပစ်ခဲ့တဲ့ထရန့်ကစိုးရင်ပူပန်မှုတွေကိုဖြေရှင်းနိုင်ဖို့ သဘောတူညီချက်အသစ်ရလိမ့်မယ်လို့မျှော်လင့်ကြောင်းနဲ့အီရန်ကိုအစ္စရေးစစ်တပ်ကဝင်ရောက်တိုက်ခိုက်မဲ့အလားအလာကနေလဲဖယ်ရှားနိုင်လိမ့်မယ်လို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်လောကမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Misima TV YouTube Channel မှာ Member ဝင်ပြည့်စုံပြီးကုလနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။